ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကအကူအညီပံ့ပိုးပေးတာဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd အကန့်အသတ်မရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ စကားပြတဲ့များလုံးပဲမင်္ဂလာပါဗျာလာမယ့် Super Sunday ညမှာရှင်ပြိုင်ကစားမဲ့ Premier League ရာသီပိတ်ပွဲစဉ်တွေထဲမှာပွဲကောင်းတွေတဲကပွဲစဉ်တချို့ကျွန်တော်နဲ့ကိုရဲရင်ကသုံးသက်ပြောဆိုပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာကိုရဲရင်မင်္ဂလာပါဗျာမင်္ဂလာပါဝင်ဟုတ်ကဲ့ပါဒါရာသီပိတ်ပွဲစဉ်ပေါ့လေပွဲစဉ်တွေထဲမှာဒါပွဲကောင်းတွေတွေမှာကျွန်တော်တို့ဒါ Champion League အတွက်ဒါပြိုင်ဆိုင်မှုပြင်းထန်နေတဲ့အသင်းတွေရဲ့ဒီပွဲတွေကိုပဲကျွန်တော်တို့ဒါသုံးသက်မှာပေါ့လေအဓိကကတော့ဒီ ြောမယ်ဆိုတော့အဆင့်3 4 5တော့ဒါသူ့အလုပ်သူလုပ်နိုင်ရင်တော့သူတို့နောက်ရသေးတယ်ဒါဥရောပဝင်ရတော့မှာပေါ့ဒါပေမဲ့တခုရှိတာကဒီဒီထဲမှာမှဒီ Chelsea တင်းရတော့ဒါ Nottingham Forest နဲ့ဒါအင်ဝင်းရဆိုင်ရမယ်ဆိုတော့အရင်ဆုံးဒီပွဲလေးနဲ့ပတ်သက်ပြီးကိုယ်ရအရင်ဆုံးစပြောပြပါဦးများဒီပွဲတော်တော်ကြီးကိုဒါယာတီဘိတ်ပွဲစဉ်တွေထဲမှာအရေးပါဆုံးပွဲစဉ်တစ်ပွဲလို့ဒါပြောလို့ရပါဘောလေ Nottingham Forest နဲ့ Chelsea လို့ပွဲမှာဒါလက်ရှိဒါမဘီဒီ Forest ရဲ့အထက်ကိုရောက်နေတဲ့ Chelsea ကဒါနိုင်လိုက်မယ်ဆိုရင် ချန်ပီယံလိဝင်ကဘာမှသိပေါ့ရှုပ်ထွေးကြရလဲမရှိပါဘူးเนาะသူအစင်တိုင်းဒါစီတီရလည်းဒီဖူဟန်ကိုတေးဆိုရင်တော့မှဒါချန်ပီယံလိဝင်ဝင်ရပါတယ်ကိုးကွာချားချက်ရလည်းတော်တော်လေးကွာထားတဲ့အတွက်ဒီအဆင့်400တင်းနဲ့ကိုးကွာချားချက်လည်းတော်တော်လေးကွာထားတဲ့အတွက်စီတီရဖူဟန်ကိုတေးရခဲ့မယ်ဆိုရင်တော့မှအဆင့်300တေးကြတယ်အဲ့ဒါမှမှချယ်လ်ဆီကနိုင်ခဲ့မယ်ဆိုရင်ဒါအဆင့်4ပေါ့လေဒီဒီမျိုးဖြစ်နေတဲ့အတွက်ချယ်လ်ဆီနဲ့ဒီဖော်ရက်စ်တို့ပွဲကတော့ဒီညပွဲစဉ်တွေထဲမှာတကယ်ကိုပဲ ဒါအရေးပါဆုံးပွဲစဉ်နောက်တစ်ပွဲကတော့ဒါကာဆယ်ပွဲပေါ့လေကာဆယ်ကလည်းသူ့လို့သူ့လို့နိုင်တယ်ဆိုရင်ဒါကတော့အဝင်ပြောသလိုပဲဒီအစ်စ်၅ထီကဘာမှရှုပ်ထွေးစရာမရှိဘူးအဲ့ဒီကမှတကယ်တမ်းအကျိတ်နဲ့ရှည်ဆုံးဖြစ်နိုင်တဲ့ပွဲကဒီ Forest နဲ့ Chelsea တို့ပွဲဖြစ်နေတယ်ဒါကလည်းဘာကြောင့်လဲဆိုတော့ Chelsea ရဲ့ဒီနောက်ပိုင်းဒါဒီနောက်ပိုင်းရေလုံးမဟုတ်ဘူးဒီဒုတိယရာသီပွဲတစ်လျှောက်လုံးအဝေးပွဲမှာကျတော့ Chelsea ကပြန်ပြီးတော်တော်ရိုင်သွားတယ်နောက်တစ်ခုကကျတော့ Forest ကကျတော့ဒီရာသီအိမ်ကွင်းပွဲစဉ်တွေမှာဆိုရင်အသင်းကြီးတွေကို ုံးဝမရှုံးတော့ဘူး။သူဒီနောက်ပိုင်းအင်ကွင်းပွဲစဉ်တွေသူလက်စတာကိုတီးကြတာရှိတယ်။အိမ်မတိုင်ခင်ဘရန်ဖို့2-0နဲ့ရှုံးတာရှိတယ်။အဲအိမ်မတိုင်ခင်ဒါတပွဲဖူဟန်ကိုလာမသိဘူး။ဟိုသူကြတော့မတ်ဘူး။တပွဲရှုံးတာရှိတယ်။ဒါပေမဲ့အသင်းကြီးရဲ့ပွဲစဉ်တွေမှာကြည့်လိုက်ပြန်ဆိုအာဆင်နယ်ကိုသူဂိုးမရှိသေးတီးကြတာတယ်။လီဗာပူးကိုသူ1-0နဲ့နိုင်ထားတယ်။တော်တင်ဟော့စ်ဘွားကိုလည်းနိုင်ထားတယ်။မန်ချက်စတာယူနိုက်တက်ကိုလည်းနိုင်ထားတယ်။နောက်ဆုံးဒီစီးတီးလိုအသင်းမျိုးကတော့1-0နဲ့နိုင်ထားတယ်ဆိုတော့ဒီ Forest ရဲ့အင်ကွင်းဖော်ကိုကြည့်လိုက်မယ်ဆိုရင်တော်တော်ကြီးကိုအားရဖို့ကောင်းတယ်။အဲ့အတွက် Chelsea အတွက်တော့ ိုရေဘူးကအနေထားပြောမယ်ဆိုရင်တော်တော်ကြီးကိုမလွယ်တဲ့ပွဲသူတို့အတွက်လာလာမယ့်ရာသီချန်ပီယံလိဝင်ခွင့်အတွက်ကြိုးစားမယ့်အခြေအနေတခုမှရက်သိမ့်မချားမနဲ့ကစားမယ့်ပွဲစဉ်ကလည်းဒါဒီ conference ဘိုးလူပွဲလည်းရှိနေတယ်ဆိုတော့ဟိုအန်ဆိုမာဒီမာစကာအနေနဲ့ကတော့လောကကံရတော်လေးခက်ခဲမဲ့ကာလာလို့ဒါပြောလို့ရမယ်ကြီးဟုတ်ကဲ့ပါဒါ Chelsea ကိုကြည့်လိုက်တော့ Manchester United နဲ့ပွဲမှာလည်းဒါသူတို့ ဒါတလုံးလေးသောဂိုးနဲ့နိုင်လို့သာနိုင်သွားတာပေါ့လေအဓိကတော့ဒါခန်ဆက်အစုံလူရဲ့ဒါကိုပြေးထားတဲ့ကောင်းတဲ့ဂိုးနဲ့ပေါ့နော်ဒီဒီဂိုးနဲ့နိုင်သွားတော့အဓိကကျွန်တော်စိုးရင်မိတာဒီဘွဲမှာချဲစီတင်ရတိုက်ဆက်ပိုင်းပေါ့လေအဲ forex ကလည်းနောက်ပိုင်းမှာဂိုးတွေပြန်ပေးလာရတယ်ဆိုပေမဲ့အိမ်ကွင်းမှာသူဒါ forex ရဲ့မချုံမှုကိုလည်းကျွန်တော်တွေ့ရတယ်ပေါ့လေတွေ့ရတယ်ဆိုတော့ဒါချဲစီအနေနဲ့ဒီ forex အိမ်ကွင်းမှာတော့ဒါသူတို့ရဲ့တိုက်ဆက်အခြေအနေကဘယ်လိုဘယ်လိုအဲဘယ်လိုပြောမလဲဒီအားကောင်းလာနိုင်ပါမလားဂိုးတွေရောရနိုင်ပါမလားအဓိကတော့ဘယ်လိုပြောမလဲချဲစီတိုက်ဆက်မှာနီကိုလက်ဂျက်ဆင်မပါတဲ့အတွက် သူတကယ်တိုးအဲလှုပ်မဲ့ကစားမမပါတာချဲစီအားနေချက်ပေါ့လေနောက်တော့ဒီလက်ရှိအနေထားရဆိုရင်ဒီ jogs ဆိုတဲ့ဒီလူငယ်ကစားမလေးတို့ပဲရာမာရစ်ကသုံးဖို့များတယ် jogs ရဲ့ပုံစံကကျတော့ဟိုစူပါဆက်အနေနဲ့သုံးရင်အဆင်ပြေကောင်းပြေနိုင်တယ်ဘာလို့လဲဝါရနှုတ်တွေလူကောင်းကလည်းခတ်သေးသေးရုံအားတိုးသွားတော့ရှိတယ်ဖူဟန်တဲ့ပွဲမှာသူတွင်းသွားတဲ့ကူမျိုးတော်တော်ကြီးကိုလှပတေးတတ်တယ်သူ့အရွယ်နဲ့မလိုက်အောင်ကောင်းတယ်ဆိုပေမဲ့တကယ်တမ်းပွဲတစ်ပွဲကိုဥဆောင်ရမယ့်အခြေအနေမျိုးမှာတော့ဒီ jogs ရဲ့အတွေ့အကြုံသူ့ရဲ့ ဒီဘောလုံးကျွမ်းကျင်မှုဒါတွေကတော့အကန့်အသတ်တစ်ခုဖြစ်နေဦးမယ်လို့ထင်တယ်အဲ့ဒီတော့ Chelsea တိုက်စစ်မှာတကယ်လို့တိုးမဲ့လုံမဲ့ကစားမမရှိတဲ့အချက်ကကြတော့ဒါနည်းနည်းလေးအားနေတဲ့အချက်နောက်တစ်ခုကကြတော့ဟိုဘယ်လိုပြောမလဲ Forest ကဒါ Owen နဲ့တည့်ရတယ်မယ်ဟိုခန်းစစ်ကစားတဲ့အချိန်မှာဆိုတဖက်ကစားမအောင်လုံးဝတဖက်အသင်းကိုနေရာလို့လုံးဝမရှိအောင်တကယ်ကိုစစ်စစ်ဆက်ဆက်ကိုကစားနိုင်တယ်ဒီခန်းစစ်ဇုံထဲမှာ9ရောက်လောက်ထိရှိတယ်ဒီလိုမျိုး low block ကစားတယ် low block ကစားတဲ့အခြေအနေမျိုးမှာဆိုရင် Chelsea တက်စစ်မှာတကယ်ဝင်တိုးမဲ့ကစားမှာဘယ်လိုရှိမလဲပေါ့နော်ဟုတ်ကဲ့ဒီက တကယ်ဟိုမီးကွန်းထုတ်เสียဖြစ်သွားတယ်နောက်ထပ် Manchester United နဲ့ပွဲစဉ်မျိုးမှာကြည့်လိုက်တော့ Maru Iki ကဟိုတကယ် reliable ပဲဖြစ်တဲ့ပုံစံမျိုးပြန်ပြီးမမြင်ရပြန်ဘူးဟိုဒီပွဲမှာတော့ Sancho ပြန်ပေါင်းပြန်ပါလာမယ်နော် Sancho ရဲ့ Nito ရဲ့တိုက်စစ်မှာတော့ George ရှင်ရှိလိမ့်မှာပေါ့လေဒီတိုက်စစ်အစုဖွဲ့နဲ့ကြည့်လိုက်မယ်ဆို Chelsea ကတော့အမှန်တမ်းပြောရင်တိတ်တော့အားရဖို့တော့မကောင်းဘူးထုံးတန်တိုင်းပဲ Chelsea မှာပွဲဖြူအလဲပြောင်းလုံးမဲ့ကစားမှဆိုရင်ကွင်းလယ်နဲ့ဒီခန်းစစ်အစုဖွဲ့တွေရပဲဖြစ်လာဖို့ရှိရပါလေဒါနောက်ပိုင်း ဒီပွဲတွေမှာဆိုရင် James ကလည်းအောက်ကူရတဲ့ပုံစံမျိုးမြင်လာရတယ်။ဒါ Cucurella ခေါင်းတိုက်တွင်းသွားတဲ့ဂိုးမျိုးဆိုရင်သူ့ရဲ့ဒီဘောလုံးကျွမ်းကျင်မှုဘယ်လောက်ရှိသလဲဆိုတာမြင်ရတယ်။အဲ့ပွဲစဉ်မှာကြည့်မယ်ဆိုရင်ဒီ James ရဲ့အကောင်းဆုံးပုံစံကိုလည်းမြင်ရတယ်ဆိုတော့ဒီခန်းစစ်အစုံတစ်ဖက်ရဲ့နောက်ထပ်အကူဒါအမြဲတမ်းညွှန်းဆိုနေတဲ့ Enzo ရဲ့ Gaisiro ရဲ့ Ko Parma ရဲ့ဒီကွင်းလည်းဦးချောင်းနဲ့ခန်းစစ်အစုံနေရဲ့ဒီလှုပ်ရှားမှုတွေကနေတဆင့်မဲ့ Chelsea ကိုရောက်ဖို့ညွန်လင့်နိုင်ချေရှိမယ်။တကယ်တမ်း play ရတော့ဒီခန်းစစ်အစုံတို့ နောက်တစ်ခုကကျတော့ကွင်းလယ်စုဖွဲ့တွေကလည်းဒီ forest ရဲ့ခန်းစည်းမျိုးကြောင့်ထူပေါင်းမှုမလဲဟုတ်ကဲ့ forest ရဲ့ခန်းစည်းကကျတော့ဒီဘယ်လိုပြောမလဲ forest ရှုံးသွားတဲ့ပွဲမျိုးကိုကြည့်မယ်ဆိုရင်စောသောပိုင်းမှာကူးသွင်းစောသောပိုင်းမှာကူးသွင်းနိုင်မယ်ဆိုရင်ဒါကစားတာ chelsea အတွက်အလွယ်လိမ့်မယ်အခု chelsea တိုက်စစ်မှာကျတော့အဲ့အစောပိုင်းမှာပြိုင်ဘက်ကိုအနိုင်ယူနိုင်ကူးသွင်းနိုင်တဲ့အလားအလာမျိုးကြတော့ဟိုလောလောဆယ်တော့မမြင်ဘူးပေါ့လေဒါပေမဲ့ဟိုပွဲအခြေအနေတွေမှာဒါ penalty တို့တခြားကိုယ်ကြီး unexpected အခြေအနေမျိုးတွေဖြစ်သွားရင်တော့တမျိုးပေါ့ play အရာကတော့ အခုအမြင်ပြောမယ်ဆိုတော့ Chelsea 9ရောက်ဖို့တော့ရုံးကန်ရဖို့များတယ်နီးဟုတ်ကဲ့ပါဒါတကယ်လို့သာ Chelsea နေနေမို့လीဒါရလက်ပေါ့နိဒါရလက်ကောင်မယူနိုင်ရင်အတိတ်ဆုံးဖြစ်သွားရင်တော့သူ့အောက်မှာရက်တည်နေတဲ့ Aston Villa သာ Manchester United ကိုသာနိုင်ခဲ့မယ်ဆိုရင်တော့ဒါဒါကတော့ဒီအလဲပြောင်းလေးလဲကျွန်တော်တို့သွားပြီးတော့ဟိုဖြစ်တော့တော့ဟိုတော့ကျုံးလာတွေးကြည့်လို့ရတယ်ပေါ့လေအဓိကလက်ရှိ Manchester United ကလည်း Europa League ရှုံးပြီးကြတဲ့အသင်းကအသင်းမှာအခြေအနေကပြောင်းစံနေရပြောင်းစံနေဆိုတော့ Villa ကရော Manchester United ကိုလွယ်လွယ်ပဲအနိုင်သွားမယ်လို့ထင်လားမသိဘူးကို အဲလွယ်တော့မလွယ်တော့ဘူးပေါ့လေမလွယ်တော့ဘူးဆိုတော့အပေါ်ရင်လည်းပြန်ပြီးတော့မှတိတ်ခါဆဲရမယ့်ဘိုင်းလည်းရှိတော့ပေါ့လေဟိုယူရိုပါလိမှာရှုံးသွားတဲ့အတွက်နောက်ဆက်တွဲတွေကတော့ဒါအများကြီးပါပဲဒီသတင်းတွေကိုလည်းဒါဘောလုံးပြိုင်သက်တွေလည်းတီးပြီးသားပဲလေဟိုတော်တော်လေးအချိန်နေဆိုးတယ်ဝင်ငွေရဆိုရင်လည်းဒါယူရိုတန်း80 100လောက်ထိဒါလာမယ့်ရာသီမှာဆိုရင်ဒါမန်ချက်စတာယူနိုက်တက်ကဘတ်ဂျက်လည်းထိသွားတယ်နောက်ထပ်ဘူးရောမှဆိုတာဒါဝန်ထမ်းဥယျာဉ်ဆိုရင်ဒါဝန်ထမ်း100လောက်လည်းရှော့ချနေတယ်ဆိုတော့ယူနိုက်တက်ရဲ့ဒီ atmosphere တစ်ခုမှာတော့ ဟိုအပြုသဘောဆောင်တာကတော့မရှိဘူးဒါပေမဲ့တေချာတို့ကတော့ရွှင်လိုက်တဲ့ကဒီပွဲကိုတိတ်ခါဆဲအနေနဲ့အကောင်းဆုံးတော့ဒါကစားလာဖို့ပဲထင်တယ်နောက်တစ်ချက်ကကျတော့အက်စတိုမီလာနဲ့ပွဲဒီမှာယူနိုက်တက်ကဟိုမတန်ကုန်လေးရှိရပါဘူးဟိုမှာပီလာကိုဒါမင်းတို့ကအကောင်းဆုံးအချိန်နေမှာဆိုရင်လည်းဟိုဥဆောင်ဝေးပေးရပြီမဲ့ဟိုထင်တယ်ဒီကိုဘီမင်းနူးလေးလာမှာဟုတ်နော်ဟုတ်တယ်ဟုတ်တယ်ကိုမိုင်းလိုပဲဘူးအဲ့ဒီဂိုးတွေเนี่ยနိုင်ပြန်ပြီးတော့มาจ่อဖြတ်နိုင်တယ်ဆိုတော့ဟာလေးကြီးကတော့တွေ့ရတယ်ဘာမို့ ဟိုကိုဟိုးရင်ကလေးနဲ့ကြည်ကလေးနဲ့လဲဒါအစတိုမီလာဆိုရင်ယူနိုက်တက်ကတော်တော်ကြီးကိုနိုင်ခဲ့တဲ့မှတ်တမ်းတွေရှိတယ်ဟိုဒီဘက်နောက်ပိုင်းနေ့ဒီမှာတော့တမျိုးပေါ့လေဟိုးရင်တော့ဆိုရင်ဒါယူနိုက်တက်ကဘီလာဆိုရင်ငယ်နိုင်လူမျိုးနိုင်ခဲ့တယ်ဒီပြီးခဲ့တဲ့ရာသီကလည်းဘီလာကောင်းတဲ့အခြေအနေမျိုးမှာတော့ယူနိုက်တက်ကပြန်ပြီးတော့နိုင်ပြခဲ့တာလေးတွေလည်းရှိတယ်ဆိုတော့ဟိုအခုထင်တာကတော့ပြိသက်တွေထင်တဲ့လောက်ထိယူနိုက်တက်ကလည်းစိတ်ပြက်လက်ပြက်နဲ့ဒီဘွဲကိုချင်းကပ်လာမှာတော့မထင်ဘူး professional ပြီးပြီးဆိုတော့ဒါ ultra focus မှာဒီအကောင်းဆုံးပုံစံတရက်နဲ့တော့ ချင်းကပ်လာအောင်မယ်လို့ထင်တယ်။တစ်ဖက်မှာအက်စတွန်ဗီလာကိုယ်တိုင်ကလည်းဟို United ကိုကတော့နိုင်ဖို့တော့မလွယ်လောက်ဘူးပထမကြော်တော့ကလည်းအားလုံးသိတဲ့အတိုင်းပဲကိုမရှိသေးကိုမရှိသေးကြကြားထားတယ်ဆိုတော့လေဟိုအဝင်မီးတဲ့မိကုန်းကိုပြန်ပြီးကောက်ပြောရမယ်ဆိုရင်တော့ဗီလာအနေနဲ့နိုင်ခဲ့မယ်ဆိုရင်တော့ဒါလွယ်လွယ်ကူကူတော့ဖြစ်လာမယ်တော့မသိဘူး United ကကြတော့ဟိုဘယ်လိုပြောမလဲသူ့ရဲ့ဆိုးတာဒါအဆင်းဆက်ကွန်ဆိုရင်တော့တော်တော်ကြီးဆိုးရမယ်အခြေအနေဖြစ်တယ်လေအဲ့ဒီတော့ဒီအဆင်းဆက်ကွန်ကြီးမရအောင်ကတော့ ကစားဥမယ်လို့တော့ထင်တာပဲအကူကတော့အမှန်တိုင်းပြောရင်တော့လေဟုတ်ကဲ့ပါဒီအဲ့ပွဲမှာလည်းဒါစစောပါလေကျွန်တော်တည်နေဖတ်လိုက်ရတာတော့ဒါဒီပွဲမှာတော့လူငယ်ကစားသမားတချို့လည်းဒါပွဲထုတ်မယ်လို့လည်းကျွန်တော်ပြောတဲ့ကြားတယ်အဲနောက်ပြီးတော့ဒီ SRV လာရဲ့ဒီဥရောပဝင်ကွင်းအခြေအနေကဒါချန်ပီယံလိဝင်ကွင်းပေါ့လေဒီအခြေအနေကလည်းတကယ်တမ်းသိချကြည့်မယ်ဆိုရင်ဒါ foreign နဲ့ Chelsea နဲ့ပွဲအဖြစ်ရတာသူ့အတွက်ဒါအရန်ကိုတိုက်ရိုက်သွားပြီးချိုးသွားကြမယ်ဘာဘာလို့ဆိုတော့ ဒီအပေါ်ကအသင်းနေဒါဟို3 4 5ကအသင်းနေတဲ့မှာမှာဒါ Chelsea တသင်းပဲပွဲကျက်နေတာဒီ Castle ဆိုလည်းတကယ်ဆိုရင်တကယ်ကံမယ်ဆိုလို့ရှိရင်ဒါဟို Everton ကိုဒါနိုင်နေတဲ့အခြေအနေရှိတယ်အထူးသဖြင့်ဒါ Man City ကတော့ဒါ Fulham နဲ့ဒါနောက်ဆုံးတွေ့ရတဲ့အချိန်နဲ့ဆိုင်မှာတကြိမ်ကြီးမှာဟို Fulham မနိုင်ထားတဲ့မနိုင်ထားဘူးဆိုတော့ Man City ကတော့ဒီသူ့လို့သူလောက်သွားမယ်လို့လည်းကျွန်တော်ယုံနေပါလေ။ဘာဖြစ်လို့ဆိုတော့ Man City ရဲ့ယာသီပိတ် run နေရတာအခုလည်းသိရတိုင်းပဲဒါပြီးခဲ့တဲ့ယာသီတွေကလည်း Man City တော်တော်ကောင်းနေဆိုတော့ဟိုဟာ Man City အချိန်ကြီးကိုဆက်ပြီးတော့ကိုကပဲဆက်ပြောပြီးပေါ့။ City ကအရင်ဆေးဖြစ်ပါတယ်ညီတကယ်တမ်းဒီ Fulham န်းကိုဒီညပြောတဲ့ပုံစံစဉ်ဟက်တူရဲ့မှာလည်းမရှုံးတာလည်းကြာပြီနောက်တစ်ခုကကျတော့သူ့ရဲ့ရက်တည်မှုအရာကြည့်တော့လည်းတရင်နဲ့ဆိုရင်တော့မှလုံလောက်တယ်လေဟုတ်ကဲ့ဘိုးကွာချားချဲအရာကြည့်တော့အဆင့်၄အသင်းနေနောက်သူ၄၅၆ပေါ့လေစသဖြင့်ဒီအောက်ကအသင်းနေနဲ့ကြည့်လိုက်တော့ဘိုးကွာချားချဲကတော်တော်ကြီးကိုကွာထားတဲ့အတွက်တေးကြရင်ကိုပဲသူ့တွေကအဆင်ပြေပြီဆိုတော့မန်စီးတီးလိုအသင်းမျိုးအတွက်ကတော့တိတ်ပြောင်းမှပြဿနာတော့ရှိလာမယ်တော့မထင်ဘူးကစားရတာဖူဟန်ကလည်းအဲမန်တိုင်းပြောမယ်ဆိုရင်တော့ဒါနောက်ပိုင်းမှာတော့အရန်ကြီးကောင်းတဲ့အထက်မှာတော့မပါဘူးပြီးခဲ့တဲ့ဒါတပတ်တုန်းကဘရန်ဖို့ကိုသူ2 3နဲ့ ပြန်ပြောမှနိုင်လိုက်တယ်ဒီချင်းလေးတစ်ခုတော့ပဲပြောစရာရှိတယ်ဂျန်တဲ့အပိုင်းကတော့ဘယ်လိုပြောမလဲကစားတော့မညံ့ပါဘူးဒါဖူကန်ကဒီအိမ်ခွေးမှာဆိုရင်အာဆင်နယ်ကိုပြီးကစားထားတယ်လီဗာပူးကိုအနိုင်ကစားထားတယ်ဒီစပါတို့နောက်တဲ့ချဲလ်စီကိုဆိုရင်လည်းနိုင်လူနိုင်ခင်ပေါ့လေဟိုချဲလ်စီကိုဆိုရင်တော်တော်ကြီးကိုတုတ်ခပြီးပြီးကစားရကြတော့အတင်းကြီးတွေနဲ့ record အရတော့ကောင်းတာတော့မှန်တယ်ဒါပေမဲ့တကယ်တမ်းဒီဘယ်လိုပြောမလဲဟိုနေလားငါလားဟေးကိုကစားရမယ်ဆိုရင်တော့စီးတီးလိုအတင်းမျိုးကိုတာနိုင်တဲ့အခြေအနေကြတော့မရှိဘူးစီးတီးမှာကြတော့ဟိုဒီနောက်ပိုင်းဆိုရင် ဒါအရင်အရင်ပြန်ပြောမှကောင်းလာတယ်ကွင်းလမ်းမှာဆိုရင်ဟိုဒါပြီးကြတဲ့တပတ်ကိုတင်သွားတဲ့ဒီနီကိုကွန်ဆာလက်ကိုပဲတုံးမလားနောက်တစ်ရူတီလည်းပြန်ကစားနိုင်ပြီအဲ့တော့ကွင်းလမ်းအထိုင်ကဒါစိတ်ကြိုက်လူစင်းနဲ့ပွဲထွက်လို့ရပြီဖြစ်တဲ့အတွက်အတက်ကင်မီဖီးမှာဆိုရင်လည်းဒါဒီရိုင်းနောက်ကိုကစားခိုင်းလို့လည်းရတယ်ဒါမှမဟုတ်မာမော့ရှ်ကိုပုံစံမျိုးတစ်မျိုးနဲ့ကစားခိုင်းလို့လည်းရတယ်ဆိုတော့ဂွာရီယိုလာအကြိုက်ပုံစံမျိုးနဲ့ပွဲထွက်ခွင့်ရတဲ့အခြေအနေတခုကကြတော့လေဖူဟန်အတွက်မလဲနိုင်သလိုတစ်ဖက်မှာစီးတီးအတွက်ကလည်းဒါတကယ်ကိုအားတရဖြစ်နေတယ်ပေါ့အဲ့တော့ရာသီဘိတ်အနေထားမှာတော့ အခုအမြင်ပြောရင်တော့စီတူးတက်တော့ဘာသိပြောမှအခက်အခဲမရှိနိုင်ဘူးဖူဟန်ကိုသူတို့အနည်းဆုံးတည်ကစားနိုင်တော့ချန်ပီယံလိဝင်ခွင့်ရဖို့တည်ကြရတဲ့အဖြစ်တဲ့အတွက်ဒီပေါ်ပေါ်ပါနဲ့ပဲအကောင်းဆုံးပုံစံနဲ့ဒါချင်းကနိုင်မလို့ထင်ပါတယ်ဟုတ်ပါဒါမန်စီးတီးကဒါပြီးခဲ့တဲ့ဘုံမောက်ကိုနိုင်သွားတဲ့ပုံမှန်တော့ဒါတော်တော်လေးအားကောင်းတာကျွန်တော်တွေ့ရတယ်ဗောလေဟိုအားအထူးသဖြင့်ကတော့ဒီဒီဘိုင်းရဲ့ခုလာမယ့်ပွဲဆိုတာသူ့ရဲ့နောက်ဆုံးပွဲလည်းဖြစ်မယ်ဆိုတော့ဒေချာပါနဲ့ဒါဒီဘိုင်းလည်းပါလာအောင်မှာဆိုတော့မန်စီးတီးရဲ့တိုက်စစ်ကတော့ပူစရာမလိုဘူးနောက်ပြီးတော့အရင်အရင်ကလည်းအကုန်လုံးတောင်းနေနေပြီအဲဒီမှာတစ်ခုပြောပြချင်တာကနောက်ပိုင်းမှာ နည်းနည်းလေးခြေဆွာနေတဲ့ဒီ Everton ပေါ့လေ Everton ကအခုဒါ Castle နဲ့တွေ့မှာဆိုတော့ဒီပွဲချင်နေရောအကူကဆက်ပြောပြပါဦးအဲ Castle အနေနဲ့တော့နည်းနည်းလေးတော့ခံနေဟုတ်ကဲ့ပထမကြောက်ရလဲဒါဂိုးမရှိဂိုးမရှိတင်ကြတာဟုတ်ကဲ့ဒီ Gordon Penalty ဝင်တာနော် Gordon Penalty ရတယ်သူ့အသင်ဟောင်းတဲ့ပွဲမှာ Gordon Penalty ဝင်ခဲ့ဦးဒါလေးကတော့အမအမတရားပေါ့လက်ရှိခြေရတော့ဒါ Castle အတွက်ကတော့ဘယ်လိုပြောမလဲနည်းနည်းလေး competitive ဖြစ်ကောင်းဖြစ်နေဟုတ်ကဲ့ ဟိုဘာကြောင့်မလဲဆိုတော့ကာဆယ်မှာဂျူလင်နဲ့မပါနိုင်တဲ့အခြေအနေဂျူလင်နဲ့မပါနိုင်တာကြောင့်ဒီနောက်ပိုင်းပွဲစဉ်တွေမှာကြည့်လိုက်တော့ကာဆယ်ဟာဒီသူတို့ပုံမှန်၃လေးမရှိတဲ့3ဘက်ကိုပြန်၃ဘက်ကိုပြန်၃ဟုတ်ကဲ့3ဘက်ကိုတုံးပြီးတော့မှတကယ်အားကောင်းဆုံးဖြစ်နေတဲ့ဒါ Everton တောင်ပိုင်းကစားသမားဂျက်ကော့မာဖီကိုဝင်းဘက်အနေနဲ့၃လမ်းတဲ့အခြေအနေဒီခုမှာကြတော့ဒီဘယ်လိုပြောမလဲဝင်းဟာတယောက်အနေနဲ့ကစားနေရတဲ့ဒီဂျက်ကော့မာဖီကခံစစ်ကိုလည်းပြန်ပြီးတော့မှဆင်းရတဲ့အခြေအနေဒီခုကြတော့ပုံမှန်တိုက်စစ်ဘယ်လိုပြောမလဲ ုံမှန်တိုက်စစ်ကိုအားပြုနိုင်တဲ့အခြေအနေမျိုးမရှိတော့မရှိတော့တဲ့အတွက်ကာဆယ်ရဲ့ဒီနောက်ပိုင်းပွဲစဉ်တွေပေါ့လေ3ဘက်နဲ့ကစားတဲ့ပွဲစဉ်တွေကြည့်မယ်ဆိုရင်တိုက်စစ်ကိုသွင်းလုံးတွေဒီအတင်းလိုက်ခြေဆွမ်းနေရကြတော့အကောင်းဆုံးပုံစံတစ်ခုတော့မရှိခဲ့ဘူး Chelsea ကိုသူတို့ဒါ1-0နဲ့နိုင်တယ်ဆိုပေမဲ့တကယ်တိုက်စစ်စုဖွဲ့မှုတိုက်စစ်ပုံဖော်မှုအပိုင်းမှာကြတော့အခက်အခဲတစ်ခုတွေဖြစ်သွားပြီအဲ့ဒီတော့ဒီဒီပွဲမှာတော့အခုအပြင်ပြန်ပြောမယ်ဆိုရင်တော့ဒါ Newcastle ဟာ Everton ကိုပုံမှန်ကစားနေကြဒီ4-3ဆန်ဆန်ဒါ4-3ဆန်ဆန် ဒီလိုပုံစံမျိုးနဲ့ပဲပြန်ပြီးတော့မှချင်းကပ်မယ်လို့ထင်တယ်တကယ်လဲချင်းကပ်တင်ပါလေဘာလို့လဲဆိုတော့သူဤ3ဘက်နဲ့သူကစားသွားတဲ့ပွဲစဉ်တွေကြီးလိုက်မယ်ဆိုရင်သူတက်နေနေအင်အားကြီးတဲ့အသင်းမျိုးတွေဖြစ်နေတာပေါ့လေဟိုဒီပွဲမျိုးမှာတော့ဒါ full back ပုံစံနဲ့ပဲပြန်ပြီးတော့မှလာမယ်၄ယောက်တန်းနဲ့ပဲပြန်လာမယ်ဖြစ်တဲ့အတွက် ever တိုင်းအကောင်းဆုံးပုံစံကိုမြင်ရမယ်လို့ထင်တယ် sorry ဒါ Newcastle ပေါ့ Newcastle အကောင်းဆုံးပုံစံကိုမြင်ရမယ်ထင်တယ်ကွင်းလယ်မှာ Julian နဲ့မပါနိုင်တဲ့အခြေအနေတခုမှာတော့ဟိုကွင်းလယ်စုဖွဲ့မှုကတော့အားကောင်းဆုံးပုံစံတော့မရှိဘူးဒါပေမဲ့တောင်ပန်တိုက်စစ်တွေရဲ့အကောင်းဆုံးလုပ်အားနှုန်းကိုပြန်ရမယ်လို့ ်ဒီနောက်တစ်ချက်ကတွေးလို့ရတယ်ဒီဘယ်ကြမှာဆိုရင်ဂေါ်ရုံကိုတုံးမလားဟာဗီဘန်စ်ကိုတုံးမလားညာကြမှာတော့ဒါအေဗာလန်တောင်ပိုင်းကစားမဟောင်းဂျက်ကော့မာဖီဝဲတုံးမယ်တခုပဲဒါတိုက်စစ်မူအီဆက်ပါနိုင်ချင်ရှိမရှိဆိုတော့ဒီလောလောဆယ်အကူကတော့မတည်ရဘူးလေအီဆက်မှာပါနိုင်လို့ဆိုရင်တော့ဒါကော်လန်ဝင်းစင်တုံးမယ်ကော်လန်ဝင်းစင်တုံးခဲ့မယ်ဆိုရင်တော့မအကူခဏတုံးမှာပြောတဲ့ဒီတောင်ပန်နီကတိုင်လာ sorry ဂေါ်ရုံတို့ဒီဘက်ကဒီဂျက်ကော့မာဖီတို့ဒီကစားမားတွေကတိုက်စစ်ကိုပဲအောင်ဆိုင်ပြီးမှလိုက်ကစားနိုင်မယ်ဆိုရင်တေချာပါတယ်ညူကာဆယ်တိုက်စစ်ကပုံစံကောင်းတစ်ခုကိုပြန်ရနိုင်တယ်အဲ့အတွက်ခိုးရဖို့တော့ ူစရာမလိုဘူး။ Everton ရဲ့လက်ရှိခြေစွမ်းအရကွန်မတီတွေဖြစ်ကောင်းဖြစ်နိုင်တယ်။ Everton ကလည်းဖြက်မြင်းလုတ်ကောင်းလုတ်လာနိုင်တယ်။ဒါပေမဲ့ Newcastle ကအမှတ်ခွဲဝီပေးရလောက်တဲ့ထိကတော့ခြေစွမ်းညံ့သွားမယ်တော့မထင်ဘူး။ကစားကမှလည်းဒါအိမ်ကွင်းအိမ်ကွင်းပဲဖြစ်တဲ့အတွက်တည်ကြပါရဲ Castle ရဲ့အကောင်းဆုံးခြေစွမ်းတဲ့သူဒါသူတို့လိုချင်တဲ့ရမှတ်တူတော့ယူနိုင်မယ်လို့ထင်နေတယ်။ဟုတ်ကဲ့ပါဒါအခုလိုမျိုးဒါသုံးသပ်ပေးတဲ့ပုံစံကိုကျွန်တော်ပြန်ကြည့်ပြန်ကြည့်ရမယ်ဆိုလို့ပေါ့လေ။ဒါအဓိကကတော့ဒါ foreign နဲ့ Chelsea ပွဲကဒါ ဟိုအလဲကြောင်းလေးပေါ့လေတင်းလဲကြသွားနိုင်တယ်တင်းကြောင်းသွားနိုင်တဲ့ခါမျိုးကြရင်တော့ဒီအောက်သင်းတွေကဒါတည်ကြတယ်ဒီဗီလာတို့အကြိုက်မျိုးဖြစ်သွားနိုင်တယ်ဟုတ်ကဲ့အဲ့အချိန်မျိုးမှာဆိုတော့ဗီလာကိုယ်တိုင်ကလည်းအူထရာဖို့မှာရလကောင်းတစ်ခုယူနိုင်မယ်ဆိုရင်ဒီချန်ပီယံလိဝင်ခွင့်ကမမျော်မှန်းထားတဲ့အချိန်မျိုးပြန်ပြီးဖြစ်သွားမယ်အဓိကဂရုကြီးရမှာဒီ forest နဲ့ကျေးဇူးပွဲကတတိယညမှာတော့တကယ်ကိုအခရာကြဆုံးပဲဒီပွဲရလကဒီချန်ပီယံလိဝင်ခွင့်တက်ကတကယ်ကိုအဆုံးဖြတ်ပြီးမဲ့အခြေအနေဖြစ်နေတာပေါ့နော်ဟုတ်ပါတယ်ဒါမက်ဆီဒီတို့ကာဆယ်တို့ကတော့ဒါ သိကြပါလေသူတို့ရလက်ကောင်ရောက်သွားမယ်လို့လည်းကျွန်တော်တို့မျောလင်းနေအဲအဓိကကတော့ဒါအခုပြောခဲ့သလိုပဲဒါ Villa ရဲ့မျောလင်းချက်ကတော့ဒါ Chelsea နဲ့ Forest ရဲ့အဲပွဲရလက်ကိုပဲကြည့်ရမှာပေါ့လေဟုတ်ကဲ့ပါအခုလိုမျိုးသုံးသပ်ပြီးရတဲ့အတွက်ဒါသူပဲကျေးဇူးတင်ပါတယ်ဆောကောပိတ်သက်တွေလည်းကျွန်တော်တို့သုံးသပ်နေမှုကိုကျေနပ်အားရမယ်လို့ထင်ပါတယ်နောက်စီစဉ်မှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ